ောက်တစ်ခုက तू ကဒီဒီဘက်ခင်မှာခက်စားနေတဲ့ sex toys တွေတချို့တော့ vibrator ဆိုတဲ့ပစ္စည်းတွေနဲ့အတုံးများတဲ့အမျိုးသမီးတွေမှာဆိုရင်မင်းမကူကပုံမှန်သက်ဆိုင်ထုံနာကျင်တာပိုဆိုးပါတယ်အဲ့တော့မင်းမကူထုံချင်းကျင်ချင်းဖြစ်တဲ့အတွက်ကြောင့်ကိုကအကယ်၍ချစ်တီးနောတဲ့အခါမှာအမျိုးသားရင်အတူတူနေတဲ့အခါမှာ तू ကခံစားချက်မရှိဘူးတခါတလေကျရင်ပြီးမြောက်မှုမရှိဘူးနောက်ပိုင်းအမျိုးသားနဲ့လိန်ဆက်ဆံခြင်းနဲ့အစိတ် လုံးဝမရှိတော့အထိဖြစ်တတ်ပါတယ်ဟာအထူးသဖြင့်လိန်ဆက်စင်တဲ့အခါမှာရုပ်ရှင်တွေစာအုပ်တွေရှောက်ဖက်ပြီးတော့လိန်ဆက်စင်တဲ့အခါမှာရိုက်နှက်တာနှိမ့်ဆက်တာတွေလုပ်လာတာကိုတွေ့ရပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာထဝင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ကျန်းမာရေးအကြောင်းအရာလေးကတော့အမျိုးသမီးနဲ့အထူးသက်ဆိုင်တဲ့ကျန်းမာရေးအကြောင်းအရာလေးတစ်ခုကိုကျွန်တော်ရှင်းပြခြင်းပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်စီကိုအမျိုးသမီးတွေဒီတလောလာလာမင်းနေတဲ့မိကုန်းလေးရှိပါတယ်။သူကဘာပြောလဲဆိုတော့ဆရာ ကျမရဲ့မိမကိုကထုံနာချင်းနာဝေဒနာကိုတော်တော်ခံစားနေရပါတယ်လို့ပြောပါတယ်ဒီတော့လာမေးတူရဲ့မှာနှစ်ယောက်သုံးယောက်လောက်ကဒီလိုမျိုးလာမေးနေတာများလာပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုပြုလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့မိမကိုထုံနာချင်းနာကိုကျွန်တော်အင်္ဂလိပ်လိုဆိုရင် vaginal numbness ဖြစ်ပါတယ် vaginal numbness ဆိုတာမိမကိုထုံနာချင်းနာဖြစ်ပါတယ်အဲ့တော့မင်းမကိုထုံချင်းချင်ချင်းဖြစ်တဲ့အတွက်ကြောင့်ကိုကအကယ်၍ချစ်တီးနှောတဲ့အခါမှာ အမျိုးသားရင်အတူတူနေတဲ့အခါမှာသူကခံစားချက်မရှိဘူးတခါတလေကျရင်ပြီးမြောက်မှုမရှိဘူးနောက်ပိုင်းအမျိုးသားနဲ့လိန်ဆက်ဆံခြင်းနဲ့အစိတ်လုံးဝမရှိတော့အထိဖြစ်တတ်ပါတယ်ဒါကတော်တော်ကြီးဆိုင်မဲ့အချက်ဖြစ်ပါတယ်တရင်ကောင်းလေးတစ်ခုပြောပြချင်ပါတယ်တရင်ကောင်းလေးကတော့ဗဂျိုင်းနဲ့နမ်နက်စ်လို့ခေါ်တဲ့မိမကိုထုံချင်းကျင်ချင်းဟာခဏတာဖြစ်တဲ့ပြဿနာပဲဖြစ်ပါတယ်ရင်းရှိမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကုသရင်ပျောက်ကင်းအောင်ကုသလို့ရတယ်လို့ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်ဒီနေ့ပြောပြမယ့်အချက်ကတော့မင်းမကိုထုံနာကျင်နာနဲ့ပတ်သက်လို့အသေးစိတ်ရှင်းပြပြီးမှဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။အခုလိုကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ DOC HTAD Doctor ဆိုတဲ့ Facebook page လေးကို like and follow လုပ်ထားပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။ခြုံနီးတူစွာပဲ DOC HTAD Dog Chat ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပါလို့အကြံပေးချင်ပါတယ်။ဒီမှာ subscribe ဆိုတဲ့ click လေးရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ထားခြင်းအပြင်ကျမ်းမာရေး video တွေကိုအမြဲတမ်းကြည့်နေမှာဖြစ်ပါတယ်။ subscribe ပြီးနောက်မှာရှိတဲ့ comment လေးကိုလည်းအမြဲဖွင့်ထားပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။အဲ့လိုမှသာကျွန်တော်စီကကျမ်းမာရေး video တွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒါဆိုရင် ကျွန်တော် vaginal numbness လို့ခေါ်တဲ့မိမကူကထုံနာကျင်တာကြောင့်ကျွန်တော်ဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ်။ vaginal numbness မိမကူထုံနာကျင်တာဒီမိမကူအင်္ဂါပတ်ပတ်လည်မှာ အာယုံခံစားမှုပျောက်ကင်းနေတယ်လို့ခေါ်လို့ရပါတယ်။အချက်၃ချက်နဲ့ကျွန်တော်ရှင်းပြပါမယ်။နံပါတ်၁အချက်ကတော့ tingling လို့ခေါ်တဲ့ကျင်နေတဲ့ခံစားချက်ပါ။တခါတလေမိမကူတစ်ခုလုံးဟာကျင်နေတာခံစားမိပါပဲ။နံပါတ်၂ကကြတော့သူကအဲ့နဲ့ထိုးတယ်လို့ခံစားရပါတယ်။ အဲ့တော့ဆူ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 နဲ့အဲ့နဲ့ထိုးနေတယ်လို့ခံစားရပါတယ်ဒါဒီနံပါတ်1ချက်ပါနံပါတ်3ချက်ကတော့ sensation တစ်ခုလုံးပျောက်နေတာဘာခံစားချက်မှဘာ feeling မှမရှိတဲ့အဥ္စာဖြစ်ပါတယ်ကျွန်တော်အရှိမပြောခဲ့သလိုမင်းမကိုမှာထုံလာကျင်တာဒီရေရှည်ဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး temporary ခဏတာပဲဖြစ်တာဖြစ်ပါတယ်အချိန်နှန်းပြန်ပျောက်ခင်းနိုင်ပါတယ်တခါတလေကျွန်တော်တို့ရဲ့လေးလာတွေးရှိချက်အရာမှာ pelvic muscle လို့ခေါ်တဲ့တင်ပစုံကြွက်သားတွေရဲ့ အာရော့မှုပေါ်မူတည်ပြီးတော့လေမိမကိုကထုံနှံကျင်တာတွေကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်မိမကိုထုံနှံကျင်တာဖြစ်စေတတ်တဲ့အကြောင်းအလေးတွေကိုလည်းကျွန်တော်ဆက်လက်ရှင်းပြပြီးမှာဖြစ်ပါတယ်မိမကိုထုံနှံကျင်တာနဲ့ပတ်သက်လို့ဆက်ဆက်မှုရှိနေတဲ့တချို့သောအချက်ကလေးလည်းရှိပါသေးတယ်အဲ့ဒါတော့ age လို့ခေါ်တဲ့အသက်အရွယ်ကြောင့် child birth ကလေးမွေးထားတဲ့အတွက်ကြောင့် pregnancy ကိုယ်ဝန်ဆောင်ထားတဲ့အတွက်ကြောင့် hormone level hormone အတက်အကျကြောင့် menopause တွေးဆုံသွားတဲ့အတွက်ကြောင့် trauma ထိခိုက်ဒဏ်ရာရထားတဲ့အတွက်ကြောင့် medical condition တချို့သောယောဂအခန်းတစ်ခုခုရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးအချက်တွေကြောင့်လည်း vaginal numbness ဖြစ်တတ်ပါတယ်။အဖြစ်အများဆုံးအချက်ကြီး5ချက်ကိုကျွန်တော်ဆက်လက်ရှင်းပြပေးပါမယ်။နံပါတ်1အဲ့ဒါတော့ over stimulation လို့ခေါ်ပါတယ်။ over stimulation ဆိုတာဘာလဲဆိုတော့မိမကိုလှုံ့ဆော်တာပုံမှန်ထက်အရင်များတဲ့သူတွေမှာ vaginal numbness ရတတ်ပါတယ်။အထူးသဖြင့်တချို့တွေအမျိုးသမီးတွေမှာ ကိုယ့်ဘာကိုတကူတော့အာသာဖြေတာများတဲ့အမျိုးသမီးတွေဒီလိုမျိုးလူတွေဆိုရင်ပုံမှန်ထက်သူ့ရဲ့အာရုံကြောစနစ်ကတောက်လျှောက်လှုံ့ဆော်ခြင်းကိုခံရတဲ့အတွက်ကြောင့်အမြဲတမ်းထုံနှံ့ကျင်တာပုံပြီးတော့ဖြစ်သွားတတ်ပါတယ်နောက်တစ်ခုက तू ကဒီဒီဘက်ခင်မှာခက်စားနေတဲ့ sex toys တွေတချို့တော့ vibrator ဆိုတဲ့ပစ္စည်းတွေနဲ့အတုံးများတဲ့အမျိုးသမီးတွေမှာဆိုရင်မင်းမကူကပုံမှန်ထက်စာရင် ထုံနှံ့ကျင်တာပိုဆိုးပါတယ်ဘာကြောင့်လဲဆိုတော့ ကလိုက်တိုရစ်လို့ခေါ်တဲ့အမျိုးသမီးရဲ့ဒီအဆီလေးမှာအာယုံကြောပေါင်းများစွာက စုစည်းနေတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့အမြဲတမ်းတောက်လျှောက် stimulation ပုံမှန်ထက်မဟုတ်ပဲနဲ့ over stimulation တွားပေးတဲ့အတွက်ကြောင့်ဒါဒီထုံနာကျင်တာဖြစ်တာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ menopause ဖြစ်ပါတယ်။ဒါကတော့သွေးဆုံးတာဖြစ်ပါတယ်။အမျိုးသမီးတွေသွေးဆုံးသွားတယ်ဆိုရင်အားလုံးဒီအတိုင်းပဲဒါဒီထက်မလာတော့ဘူး။သူက estrogen level ကပုံမှန်လိုပဲပြန်ဖြစ်သွားပါတယ်။ အီစထရိုဂျင်ဆိုတာအမျိုးသမီးဟော်မုန်းပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်ဒီအတွက်ကြောင့်တန်ရဲ့နံရံကထူနေတာဖြစ်ပါတယ်နောက်ပြီးတော့မင်းမကူမှလည်းပုံမှန်လို secretion လို့ခေါ်တဲ့အရည်တွေတိတ်ပြီးတော့မထွက်တော့ပါဘူးအဲ့တော့ तू ကအမျိုးသားနဲ့လိင်ဆက်ဆန်တဲ့အခါမှာအရင်တော့လိင်ဆက်ဆန်လို့မကောင်းတော့ဘူးနောက်ပိုင်းမင်းမကူက vaginal nap nap ဆိုခေါ်တဲ့မင်းမကူထုံနာကျင်တာတွေဖြစ်တဲ့အထိကိုတွေ့လာရပါတယ်နံပါတ်3ချက်ကတော့ pregnancy and childbirth ဖြစ်ပါတယ် အဲ့ဒါတော့ကိုဝင်ဆောင်တာနဲ့ခလေးမွေးတာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲကိုဝင်ဆောင်တဲ့အချိန်ခလေးမွေးတဲ့အချိန်မှာကျွန်တော်တို့ရဲ့အမျိုးသမီးကိုခန္ဓာထဲမှာရှိတဲ့ဟော်မုန်း level ကအတက်အကျအရမ်းမြန်ပါတယ်တခါတလေခလေးမွေးပြီးရဲ့အမျိုးသမီးတော်တော်များများမှာအမျိုးသားနဲ့လင်းဆက်ဆန်ခြင်းစိတ်ပျောက်သွားရတီဖြစ်ပါတယ်အခုဗီဒီယိုကြည့်တဲ့အမျိုးသမီးတွေမှာကိုကအိမ်အောင်ရှင်လည်းဖြစ်တယ်ခလေးမွေးပြီးနောက်ပိုင်းမှာအမျိုးသားနဲ့လင်းဆက်ဆန်ခြင်းစိတ်လုံးဝနည်းသွားရတီဖြစ်တယ်ဆိုရင် ဒါသည်ပုံမှန်ပါပဲအဲ့ဒီသူတွေသည် vaginal numbness လို့ခေါ်တဲ့မဲမကုံမှာထုံနာကျင်တာတိဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ကျွန်တော်ရှင်းပြထားတာဖြစ်ပါတယ်။နံပါတ်၄ကတော့ exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ဒီထဲမှာလေ့ကျင့်ခန်းအလွန်ကျွံလုပ်တဲ့အမျိုးသမီးတွေပါပါသလား။တချို့တော့လေ့ကျင့်ခန်းတွေဖြစ်တဲ့စပိန်စီးတာ၊ညင်းစီးတာကျွန်တော်တို့လေ့ကျင့်ခန်းတွေအလုပ်များတဲ့သူတွေဟာမဲမကုံမှာထုံနာကျင်တာဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့မဲမကုံရဲ့ ဒီအင်္ဂါအစိပ်ပိုင်းနဲ့ပစ္စည်းတစ်ခုခုနဲ့တောက်လျှောက်အကြိုက်ထိထားတော့ထုံနာကျင်တာဖြစ်ပါတယ်။လွန်လွယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ခြေထောက်တွေထုံနာကျင်တာပုံစံတပုံစံနဲ့ပါပဲ။လူတစ်ယောက်ဟာသမင်ခွေထိုင်ပြီးတော့အကြာကြီးနေမယ်ဆိုရင်သူဒီခြေထောက်ကကြာတဲ့အခါမှာ pressure တစ်ခုနဲ့ဖိထားတာဖြစ်တဲ့အတွက်ကြောင့်ထုံနာကျင်တာဖြစ်ပါတယ်။အဓိကတော့သွေးလျှောက်သွားတာနည်းသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ထုံနည်းတူစွာပဲကျွန်တော်တို့စပိန်အကြိုက်စီးတဲ့သူတွေနောက်တစ်ခုကမြင်းအကြိုက်စီးတဲ့သူတွေမှာ ကျွန်တော်မင်းမကိုပတ်ပတ်လေးမှာထုံနာကျင်တာဖြစ်တာဒီပုံမှန်ပါပဲဒါဒီ vagina နဲ့ numbness ဖြစ်ပါတယ်နံပါတ်5အချက်ကတော့ stress ဖြစ်ပါတယ်ဒီဘက်ခေအမျိုးသမီးတွေဟာအမျိုးသားနေခြင်းမောင်းတန်းပြီးတော့အလုပ်တွေလုပ်ကြတယ်စီးပွားရေးတွေလုပ်ကြတယ်အဲ့တော့အဲ့ဒီအချိန်မှာသူတို့ရဲ့ stress တွေဟာပုံမှန်ထက်ပိုပိုကြီးများလာပါတယ် stress များခြင်းဟာ inflammation လို့ခေါ်တဲ့ရောင်ရမ်းမှုကိုပိုပြီးဖြစ်စေတယ်ကျွန်တော်လေ့လာတွေ့ရှိချက်တွေမှာ stress များခြင်းဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ကော်တီဇောဆိုတဲ့ဟော်မုန်း level တက်လာတဲ့အတွက်ကြောင့် stress တွေများလာတယ်။နောက်ပိုင်းဒီ stress တွေများလာပြီးတော့သူကဒီလိင်ဆက်ဆံခြင်းစိတ်တွေပျောက်သွားတယ်။ vaginal numbness ကိုခေါ်တဲ့မင်းမကိုပတ်ပတ်လေးမှာထုံနှံကျင်တာတွေစဖြစ်လာပါတယ်။နံပါတ်6ကကြတော့ trauma လို့ခေါ်တဲ့ထိခိုက်ဒဏ်ရာရမှုဖြစ်ပါတယ်။တချို့သောသူတွေဒီဘက်ခင်မှာအထူးသဖြင့်လိင်ဆက်ဆံတဲ့အခါမှာရုပ်ရှင်တွေစာအုပ်တွေဖြောက်ဖက်ပြီးတော့ လိမ့်ဆက်ဆက်တဲ့အခါမှာရိုက်နှက်တာနှိမ့်ဆက်တာတွေလှုပ်လာတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာ तू ကကြာလာတဲ့အမျှလိမ့်ဆက်ဆက်ခြင်းစိတ်တွေကုန်လာတဲ့အပြင် psychological effect တွေစပြီးဝင်လာပါတယ်။စိတ်ပိုင်းဆိုင်ရာစပြီးဝင်လာတယ်။နောက်ပိုင်းမဲမကိုတစ်ခုလုံးကထုံနာကျင်တာတွေဖြစ်လာတာကိုတွေ့ရပါတယ်။နံပါတ်9ကတော့ underlying disease ဖြစ်ပါတယ်။ underlying disease ဆိုတာကိုယ့်ရှိမှာအခံရှိတဲ့ရောဂါကြောင့်မဲမကိုမှာထုံနာကျင်တာဖြစ်တတ်ပါတယ်။ အထူးသဖြင့်ကျွန်တော်စီးချိုယောဂတဲ့တွေပါ စီးချိုယောဂရဲ့သဘောတဘာဝအရအာယုံကြောလေးတွေမှာအစွန်ဖျားမှရှိတဲ့အာယုံကြောတွေအကုန်လုံးထုံနာကျင်တာဖြစ်တတ်ပါတယ်မိမကောကလည်းအစွန်ဖျားမှရှိတဲ့အာယုံကြောတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူ့မှာထုံနာကျင်တာတွေဖြစ်လာတတ်ပါတယ်အခုလိုမိမကောကထုံနာကျင်တာတွေဖြစ်လာရင်နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့သူကနောက်ပိုင်းစီးသွားတာခက်လာတယ်နန်းလျှောက်လာတာခက်လာတဲ့အထိဖြစ်လာပါတယ်တချို့တွေမှာအဖျားတွေဝင်နေ လုံးဝခြေကုံလက်ပန်းချတဲ့အထိပင်မနှွမ်းနေတဲ့အထိဖြစ်သွားတတ်ပါတယ်။ဒါကတော့ဖြည်းဖြည်းချင်းဆိုးလာတဲ့အချက်ပါ။တချို့တွေမှာလုံးဝလူကဖြူဖြော့ပြီးတော့အားမရှိလို့ထိခံစားရတတ်ပါတယ်။အဲ့တော့ဗဂျိုင်းနဲ့နက်နက်လို့ခေါ်တဲ့မင်းမကူမှာထုံလန့်ကျင်တာဒီလွယ်လွယ်ကူကူပျောက်ကင်းအောင်ပြုလုပ်လို့ရရတဲ့အဲ့အရာကိုဒီတိုင်းဆက်မထားပါနဲ့လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။ဒါဆိုရင်အားလုံးသိချင်တဲ့အချက်ကတော့ဗဂျိုင်းနဲ့နက်နက်ကိုဆေးတောက်စရာမလိုဘဲနဲ့ ကိုမကိုအိမ်မှာဘလို့ပြန်ကောင်းအောင်လုပ်မလဲဆိုတဲ့အချက်ကိုအသိချင်ဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါလေးကိုသိချင်တယ်ဆိုရင်ကျွန်တော် comment မှာသိချင်ပါတယ်လို့ရေးပေးပါ။ Okay ပါကျွန်တော်ဆက်ပြောပါမယ်။အမျိုးသမီးအနေနဲ့ဗဂျိုင်းနဲ့နက်နက်ဆိုခေါ်တဲ့မဲမကူမှာထုံနာကျင်တာဖြစ်နေတယ်ဆိုရင်လွယ်လွယ်ကူပြုလုပ်ရမယ့်နည်းတွေရှိပါတယ်။နံပါတ်1အခဲရွေးကိုကကိုဝင်ဆောင်နေတဲ့အချိန်ဒါမှမဟုတ်ခလေးမွေးပြီးတဲ့အချိန်မှာဗဂျိုင်းနဲ့နက်နက်ဖြစ်တတ်ပါတယ်။အဲ့ဒီအချိန်မှာ ဖြစ်နိုင်မယ်ဆိုရင်ကိုဝင်ဆောင်တဲ့အချိန်ဆိုရင် first trimester လို့ခေါ်တဲ့ပထမ3လမှာပြင်းပြင်းထန်ထန်မလုပ်ပါနဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့အကယ်၍3လကျော်သွားတဲ့နောက်ပိုင်းမှာဆိုရင်တနည်းကိုနိုင်ွက်45မိနစ်ခန့်တောက်လျှောက်ဖြည်းဖြည်းချင်းလမ်းလျှောက်တာလုပ်ရပါမယ်ခလေးမွေးပြီးတဲ့နောက်ပိုင်းမှာလည်းအလေးပင်ကြီးကြီးမားမားမတာမပြုတ်လုပ်ဘဲနဲ့အထူးသဖြင့်လှုပ်ရှားရမယ့်အလုပ်ငန်းတွေတစ်ခုခုလုပ်ဖို့လိုတယ်ပြေးတာလမ်းလျှောက်တာဒီလိုမျိုးတွေအနည်းနဲ့အများလုပ်လို့ရပါတယ် နံပါတ်1အချက်ကတော့အကယ်၍ကိုယ်မှာ underlying disease လို့ခေါ်တဲ့စီးကျုပ်ရောဂါတစ်ခုခုရှိတယ်ဆိုရင် စီးကျုပ်ရောဂါကိုတေချာစွာ control ရဖို့လိုပါတယ်။စီးကျုပ်ကိုမထိန်းနိုင်မဲနဲ့ဖြစ်နေခြင်းဟာအာယုံကြောတွေအားလုံးထုံနှံကျင်တာဆက်ပြီးတော့ဖြစ်နေမှာဖြစ်ပါတယ်။အဲတော့စီးကျုပ်ကိုတေချာစွာထိန်းသိမ်းဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်3နံပါတ်3ကတော့အကောင်းဆုံးချက်ပါပဲ။အဲ့ဒါတော့ relaxation technique ဖြစ်ပါတယ်။ကိုကအရင် stress များနေတယ်ကိုမှာကျန်တဲ့ဒီအာယုံတွေများတယ် stress တွေများတယ်ဆိုရင် တရားထိုင်တဲ့ technique ပဲဖြစ်ဖြစ်အခုနောက်ပိုင်းမှာဆိုရင် yoga ကစားရတယ်ဆိုလဲ slow yoga ကစားတာပဲဖြစ်ဖြစ် music အေးအေးဆေးဆေးနားထောင်တာပဲဖြစ်ဖြစ်ဒါတွေပြုလုပ်ခြင်းအပြင်အခုကျွန်တော်တို့ numbness လို့ခေါ်တဲ့ထုံနာကျင်တာအထူးသဖြင့်မိမကူမှာထုံနာကျင်တာကိုတတ်တာလာမယ်လို့ကျွန်တော်ယူကြည့်ပါတယ်ဒီချက်၃ချက်ကိုတေချာစွာလုပ်ခြင်းအပြင်အမျိုးသမီးတွေလက်ရှိခံစားနေရတဲ့ဗဂျိုင်းနဲ့ numbness ကိုအပြင်ဆေးတောက်ဆရာမလို့ပဲနဲ့အများကြီးတတ်တာလာမယ်လို့ကျွန်တော်ယူကြည့်ပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးအကျိုးကျေးဇူးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပေးပါတခြားသူတွေလည်းပြန်လည်ရှင်းပေးပါအားလုံးကျေးဇူးတင်ပါတယ်